အဓိပတိဘွားဘီရင်စရာတော်တော်များများကအဓိပတိဘွားကိုကောင်းတယ်လို့သတ်မှတ်ကြတယ်ဥမာပေါ့အဓိပတိဘွားဆိုတာဒါပေမဲ့အဲ့ဒီလိုလက်ခံလို့တော့မရဘူးပေါ့အဖွားတစ်ခုတိုင်းမှာဇယိုက်တစ်ခုအစိုးနဲ့အကောင်ကဒွန်တွဲနေကြပဲအာသာချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်အဲ့တော့အဓိပတိဘွားအကြောင်းပြောအဓိပတိဘွားကျတော့ကြောက်မှာပေါ့ဥနာမှုသင်းနေမှာအတ္တိပတိလမ်းမှာပေါ့အတူလျှောက်ဖူးခဲ့ပါသည်ဆိုဟာလာအဲဒီလိုပဲဥဝေလာသင်းနေမှာဆိုရင်လည်း အဓိပတိလာရှိရများတို့အဓိပတိဆိုတာထိတ်ဆုံးလို့လည်းတနည်းအားဖြင့်ပြောတယ်တချို့ကအကြီးကဲလို့လည်းပြောတယ်တချို့ကဇာန်ကြီးကတော့အဲ့လိုမတတ်မှတ်ရှင်အဲ့လိုလည်းတတ်မှတ်တယ်သို့တော့အဓိပတိဆိုတာထင်ပေါ်ကြော်စောခြင်းဂုံတည်ကြီးမားခြင်းလို့ဆိုလို့မယ်အဓိပတိဖွာတတော်များများမှာရှစ်ခင်ပြင်နာပွဲစံကလေးတွေသို့မဟုတ်ရင်ရောက်တဲ့အရာမှာထင်ပေါ်တတ်တဲ့ဇေယျကလေးတွေအဓိပတိဘွားရဲ့အများစုမှာ အပွင့်တက်အကြည်တက်ကလေးတွေရှိတယ်။တခုရှိတာကအဓိပတိဘွားတော်တော်များများကိုနာမည်ပေးတဲ့အခါကောင်းငင်ကိုအစွဲပြုပြီးပေးတာမျိုးဝေဟင်လေးပြင်းအမြင့်ကိုအစွဲပြုပြီးပေးတဲ့အခါမှာသူများမြောက်စားလို့ဂုဏာမျိုးတွေအဲလူနေရှုံကြစိတ်နေဘုံကြဖြစ်တာမျိုးတွေလည်းတော်တော်များများသတိထားအောင်။အဓိပတိဘွားတော်တော်များများရဲ့ဇယိုက်ကအများတို့အဖွဲ့အစည်းတို့ဦးစီးဦးဆောင်လုပ်တတ်တဲ့အကျင့်ကလေးတွေဦးစီးဦးဆောင်လုပ်တတ်တဲ့သူမျိုးတွေ ထင်ပေါ်ကျော်ဆုံးမှုတို့အနုပညာတို့တရုတ်ဆောင်တို့အဲအကျိုးမပေးတာပူတီဆိုရင်လူတယောက်ကအကျိုးပေးတာအဓိပတိပဲမက်စီတဲ့မြင်သားအောင်ပြောတာအကျိုးမပေးတာအဓိပတိဆိုအကျိုးပေးတာအဓိပတိပဲအကျိုးမပေးတာပူတီဆိုအကျိုးပေးတာအဓိပတိပဲအဲ့တော့အဓိပတိဘွားဟာထင်ပေါ်ကျော်ဆုံးမှုလုပ်ငန်းဆောင်တာမှန်သမျှကိုလှုပ်ဆောင်လို့ကောင်းတာပေါ့တစ်ကျွင်း ဘွားဘွားမူလပိုင်ရှင်နေဆိုရင်အဓိပတိဟာဇာဇာပရိဂျူဖြစ်နေတဲ့အတွက်ဒီနှစ်မှာမွေးတဲ့ကလေးတွေဆိုရင်အဲဇာဇာပရိသသမီးမွေးလို့ရှိရင်ဆရာတို့အဓိပတိဘွားဇာဇာပရိပေါ့အောင်လန်တူစစ်သူကြီးပွဲအဲ့တော့အဓိပတိဘွားကဒီနှစ်မှာမွေးမဲ့ကလေးတွေအဇာဇာပရိမွေးရင်အဓိပတိဘွားပေါ့အဓိပတိဆိုတာဇာဇာပရိသသမီးအဓိပတိမွေးတဲ့အခါကျတော့ဒီကလေးတွေကိုဒေါသကြီးမဲစိတ်ဆက်မဲအပြောကောင်းမဲမိသားစုနဲ့ပတ်သက်ပြီးတော့ ထက်အပေါင်းသင်းမတ်မဲဟိုသူနဲ့တွေ့ရခါသူ့ရဲ့အာနဲ့ဆက်ပစ္စည်းတို့ယင်တို့ဝါသနာပါမယ်အမှုပညာတရုပ်ဆောင်ဆိုရှယ်မီဒီယာအဆရှိတဲ့လုပ်ငန်းတွေထင်ပေါ်ကျော်စောမှုလုပ်ငန်းတွေဝါသနာပါမယ်ကိုပိုင်လုပ်ငန်းတက်တူတဲ့တယောက်တည်းတယောက်တည်းကုတ်လုံနေတာထက်စားရင်အဖွဲ့စည်းအသင်းဖွဲ့အများနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အလုပ်တွေဆရာကြီးလှုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်မဟုတ်မခံဆက်ဆက်ကျဲတွေဖြစ်လာလိမ့်မယ်ဒေါသကြီးလာရင်ပစ္စည်းတွေရိုက်ခွဲထုချေတတ်တဲ့အကျင့်ရှိကိုရှိလိမ့်မယ်စိတ်ကြီးတယ်ပေါ့ တစထိုးလောက်တက်တယ်အဲ့တော့အဓိပတိဘွားတော်တော်များများကထင်ပေါ်တက်တယ်အဲ့တော့အဓိပတိဘွားတော်တော်များများရောက်ရှိလာတဲ့အခါကျရင်အစိုးပင်ဖြစ်ပါစေအကောင်းမင်ဖြစ်ပါစေထင်ပေါ်ကြော်စောတက်တဲ့တို့ကမဟုတ်တာမကောင်းတာအပြတ်သဘောဆောင်တာတွေကိုဒိဋ္ဌလုပ်ငန်းကိစ္စလုပ်ကိစ္စအကြောင်းအရာပေါ်မူပြီးတော့ခွဲဟောရမယ်ဘောလုပ်ငန်းကိစ္စအလုပ်ကိစ္စဆောင်တာတွေလှုပ်ဆောင်တဲ့အခါမှာကျတို့ဆိုင်ဘုတ်တင်ခြင်းနမယ်ရေးခြင်းဒီဇိုင်းဖွဲ့ခြင်းဇာတာပေးခြင်းအလူမင်္ဂလာတင်ခြင်းတွေလုပ်လို့ကောင်းတယ်ပေါ့ဒါပေမဲ့ မကောင်းတဲ့အရာတွေမကောင်းတဲ့အလုပ်တွေလုပ်မယ်ဆိုရင်တတိထလုံးပေါ်တတ်တယ်အပုတ်တွေအဲ့တော့အဓိပတိဘောဟာအဆိုးပင်အဆိုးလုံးရင်အဆိုးထင်ပေါ်တယ်လို့အကောင်းလုံးရင်အကောင်းထင်ပေါ်တယ်အဲ့တော့အဓိပတိဇာတာကိုရောက်ရှိနေတဲ့သူကတက်ရောက်ဇာတာနဲ့ဟောမယ်ဆိုရင်တော့ဆရာကျွန်တော်ခွေထွက်မို့ကျွန်တော်ဘေးရင်ဆရာဟောလို့မို့ကျွန်တော်ဘာလို့မို့ဆိုအဓိပတိအိမ်ရောက်နေအားသာလို့ကျွန်တော်စိုက်နာမည်ပေးမို့အဓိပတိ तू ကသူကိုယ်တိုင်က तू ကမူလဇာတာမှာရာဇာဘောဆိုအဓိပတိလေးနဲ့သွားတွဲပြီးတော့ရှိတ်ဆက်ပြီးတော့ပေးရတာပေါ့အဲ့တော့အဓိပတိရဲ့သဘောဟာကျတော့ ူ့ရဲ့မူလတိုင်ရင်ထိုင်လိုက်ရင်လည်းအောင်လန်သူစစ်သူကြီးပွဲဆိုတဲ့ထိတ်ဆုံးမှရောက်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့စနေရစာဖွားကောင်းလာတယ်စနေရစာဖွားဆိုဘာဖြစ်ဖြစ်ဥဆောင်လို့ရတတ်တယ်လိုချင်ဖြစ်ရှင်တစထုတ်စိတ်လက်စီကြီးပေါ့စိတ်ဆက်တာစိတ်မရှိဘူးအဲ့တော့အဲ့ဒီအဓိပတိဘွားကအဲ့ဒီသဘောကိုဆောင်နေတဲ့အတွက်အဲ့ ချက်တော့တခုခုဆိုရင်ငငယ်မှာကလေးတွေကိုအဓိပတိဖွားတယ်ဒီနှစ်ထဲမွေးမယ်ဆိုရင်အဓိပတိဖွားမယ်ဆိုတော့ဘာကိုဖြစ်ဖြစ်ပညာတက်မြောက်အောင်သင်ပေးသင့်တယ်အဲပညာတက်မြောက်အောင်သင်ပေးသင့်တယ်ဆိုတာ तू ကဘာဖြစ်လာလဲဆိုတော့ဟိုဒယ်ပြောရရင်တော့နှစ်ခုပဲရှင်းရှင်းလင်းလင်းပညာတက်ရင်လူတော်ဖြစ်ပြီးတော့ဘဝတစ်လျှောက်လုံးရှမ်းသာမယ်ပညာမဲ့ရင်အသိဉာဏ်မဲ့ပညာဆိုတဲ့နေရာမှာအတန်းပညာကိုပြောတာမဟုတ်ဘူးနော်ပညာမဲ့တဲ့အခါကျရင်ကြာပန်းအလုပ်လူအောက်ရှည်လူနေပြဖြစ်မယ်ဒီနှစ်ခုပဲရှင်းရှင်းလင်းလင်း ဲ့တော့အဓိပတိဖွာရဲ့ဇေယိုက်ကဒီနေ့တည်းမှမဟုတ်ဒီသဘောပဲပေါ့အဲ့တော့ချောက်ကျွန်းအဓိပတိဖွာဆိုတော့ထင်ပေါ်တက်တယ်ဆရာကြီးလောက်တက်တယ်ကျောင်းဆရာမတို့ပညာရေးဝန်ထမ်းတို့ဖြစ်တတ်တာများတယ်ထင်ပေါ်တဲ့လောက်အများနဲ့ပတ်သက်ပြီးလောက်ရတဲ့လောက်ပြီးများတယ်အဲချောက်ကျွန်းအဓိပတိဖွာဆိုလို့အင်္ဂါဆိုလို့တက်ဦးတယောက်တော့ကိုယ့်ကြောင့်မဟုတ်သူများအတွက်ကိုအမြဲတမ်းပူပင်ပူလောင်ပေးနေရတတ်တယ်မပူရရင်လည်းမကျင်တော့သူကတဦးတယောက်တော့ကိုအမြဲတမ်းပူနေရမှကျင်တတ်တယ် အဲ့ဒီသဘောဆောင်တယ်နော်အဲ့ဒါအဓိပတိရဲ့ဇယိုက်ပဲဖြစ်ပါလေအခုဆရာရှင်းပြခဲ့တာဗမာပြည်တင်းဒီရအဖွားခုနှစ်ခုကိုပူတီပင်ကမရဏအထွန်းတိုက်ရာဇာအဓိပတိဆိုတဲ့အခုနှစ်ခုရဲ့အကြောင်းကိုဆရာကတက်ရောက်မှာဘလို့ပြောမလဲတက်ရောက်ဆိုရင်ဘာဇယိုက်တွေလုပ်မလဲဒါမဲ့ဗီဒီယိုချုပ်မဟာဘုတ်ဆိုတဲ့အတိုင်းမဟာဘုတ်ကျိုးပွဲမှာအဖွားခုနှစ်ခုကိုဆရာကအကြံဉာဏ်ပြောပြခဲ့ခြင်းဖြစ်တယ်ဆိုလိုတာက ဟိုဘီရင်ဆိုတာကတော့ဗာနီးနဲ့တွတ်တွတ်ကဘာကြီးချိနေဘီရင်ရှိနေမှာအဲ့တော့မိတ်ဆွေတို့နဲ့ဒါကပုံသေးတက်အချက်မဟုတ်ဘဲနဲ့ရှိနိုင်တဲ့ရေခူရအားဖြင့် equilibrium အားဖြင့်ရှိနိုင်တဲ့ characteristic တွေပဲဖြစ်တယ်သို့တော့ကိုယ့်ရဲ့ဘီရင်ဆိုတာကိုယ့်ရဲ့အတွေ့အကြုံပညာရတမာကြံစမ်းဒါမျိုးတွေနဲ့ဒေတာအခေါ်အဝေါ်နဲ့ပြောင်းလဲပြီးတော့ကွာရှားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေနဲ့ ဗေဒင်ဆိုတာအတွေ့အကြုံရှိတဲ့သူလက်ခံပါကိုဟာဟောတဲ့အခါမှာလဲဗေဒင်ပညာရက်ကိုဟောတဲ့အခါမှာလဲစာအုပ်ကြီးကိုစွဲခေါ်လို့ချင်းဘယ်တော့မှမှန်မှာမဟုတ်ပါဘူးစာအုပ်ကတော့ဆရာတယောက်နဲ့တယောက်အတွေ့အကြုံကတူတာမဟုတ်ဘူးလေအဲ့တော့စာအုပ်တွေဖတ်ရုံနဲ့လဲဗေဒင်တက်တယ်လို့မထင်ပါနဲ့အခုပဲဆရာတိကျွန်းဒီပတိဘွားကိုဟောပြပါဆရာလေအခုပဲဆရာတိကျွန်းဒီပတိဘွားကိုဟောပြောပြတာလေအဲ့တော့စာအုပ် deep tech ကိုရဲ့အတွေ့အကြုံများအရက် data calendar data နဲ့ဆိုင်တဲ့အတွက်စာအုပ်ထဲဟာအလွတ်ကျတိုင်းဗီဒီယိုဟာမတက်ပါဘူးဗီဒီယိုဆိုတာလေ့လာမယ်ဇယိုက်စုမယ်တင်ယူမယ်တွေ့ကြုံရတဲ့ခန်းစားချက်တွေကိုစ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 ုပြီးတော့ category ခွဲပြီးတော့ live မှတ်တာမျိုးပါဗီဒီယိုဖြစ်တယ် engineer အကြောင်းသားတယောက်လို့မလုပ်ပါနဲ့ engineer အကြောင်းသားတယောက်ကငါတော့ engineer ဘွဲ့ရတယ်ဆိုပြီးလက်တွေ့မြေပြင်မှာလုပ်နေတဲ့ပယံဆရာကိုသွားဆရာလုပ်ရင်ငဲအငေါက်ခံရမှာပါ သူကစာတွေ့ပဲတတ်တာဟိုကလက်တွေ့တတ်တာအဲ့တော့အဲ့ဒီခါငါတက်တဲ့ပညာလကားလို့တွေးမိမယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘေးရင်ပညာဆိုတာဘေဒဆိုတာသဘောတရားဘေးရင်ဆိုတာဟောကြားတဲ့အချက်တွေလက္ခဏာစရိုက်တွေနဲ့တင့်တော်ဆွဲထုတ်တာဖြစ်တဲ့အတွက်ဘေးရင်ဟာဘာနီးကိုတတ်တတ်တဏိရွတ်တော့ရတာပါပဲဆိုလိုတာကအတက်မကျူးစင်နဲ့ပြီးတော့ခါ အများကြီးတက်ရင်အများကြီးစဉ်းစားခေါင်းကိုက်ပါတယ်ခင်ဗျာတနည်းတက်တယ်တနည်းအဲ့တော့ဘာကိုဖြစ်ဖြစ်အရှိချားပြီးလေ့လာပါသင်ယူပါဘာကိုဟောဟောစိတ်စေတနာပါမှမှန်ပါတယ်အဲ့တော့ကိုရှိုံမေးတဲ့သူရဲ့စိတ်ဆန္ဒပေါ်ထားပြီးတော့အကောင်းဆုံးသောကောင်းမွန်သောဘုဟုတ္တရာများကျွန်တော်ရဲ့အတွေ့အကြုံအချင်းလေးဝေမျှတဲ့အတွက်မိတ်ဆွေတို့လည်းကောင်းမွန်သောအတွေ့အကြုံဘုဟုတ္တရာများရရှိပြီးတော့အသုံးပြုအသုံးတည်ကြပါစေလို့ကျေးဇူးတင်ပါတယ်